အဲ့ဒီရုပ်ကိုတော့ငါထည့်မပြောပါဘူးလေ body shaming လည်းမလုပ်ချင်ဘူးကိုလည်းအဲ့လောက်ကြီးလှလှပါနေတာမဟုတ်ဘူးတိလားနော်ကိုလည်းအဲ့လောက်ကြီးလှပါနေတာမဟုတ်ဘူးနော်ဒါပေမဲ့အဲ့လိုကောင်စားမျိုးပေါ့နော်အဲ့ဒီဝင်းကိုကိုလက်ဆိုတဲ့ခွေးတောင်စားဘလို့ကောင်စားဆိုတာလည်းတော့မသိဘူးလားဟမ်မဘာတလူလူဘာလူလူနဲ့မြမကြီးမှာအမုန်းတရားမီးမွှေးခဲ့ပြီးတော့နော်ခွေးစကားတွေပြောပြီးခွေးလှုပ်လှုပ်တဲ့ကောင်စားနော်အဲ့လိုကောင်စားကိုငါနဲ့ပေးစားမယ်ဆိုတာနင့်နမနဲ့ပေးစားဟုတ်ပြီလားနော်ငါကလင်းရှိတယ်ခလေးတယောက်မီးနော် လင်ငုတ်တုတ်ကြီးရှိတယ်เนาะအဲ့လိုမျိုးလင်းရှိကလေးအမိနဲ့လိုက်ပြီးတော့ပစတရန်ပြီးပေးစားနိုင်မယ့်အစားအဲ့ဝင်းကူကိုလက်ဆွဲဆွေဆောင်းကိုနှစ်နှမနဲ့ပေးစားနှမမရှိရင်နှစ်မိနဲ့ပေးစားဟုတ်ပြီလားเนาะငါတို့ခါကြက်လို့ရှိရင်ငါအဲ့စအိတ်ကိစ္စကိုတင်းနေရကြပြီเนาะဟောပါတော့အခုကဈေးလည်းမရောတော့ဘူးဆိုတော့ငါပြောချင်တာတော့လည်းပြောမယ်เนาะနင်တို့နှမနဲ့ပေးစားနင်တို့အမိနဲ့ပေးစားအမိပြင်ခဏထွက်ပေးပါလားသမီးဈေးမရောက်တော့ဟုတ်မပြောမပြောချင်လို့ကြည်နေကြပြီ ဲ့ခွေးတောင်းကြောက်ကိုအဲ့လိုမျိုးပါဇက်ကလိုက်တယမ်းပြီးပေးစားနေရအောင်နင်းနမဆိုရင်ပေးစားမှာလားဟမ်ဟောဟဲ့မြမဝတ်စုံနေဒီမှာတလူလူထိုင်နေလို့ငါ့ကိုဟိုမပြောတတ်မဆိုတတ်နော်လက်သေးကြိုက်ချက်နေမယ်ကောင်မတို့တော့ထင်နေနေအဲ့ဒီအဲ့ဒီခွေးတောင်းကြဘလို့ခွေးတောင်းကြလည်းနေမသိဘူးလားဟမ်အခုချိန်မှာငါတို့နိုင်ငံရေးခံယူချက်နဲ့ဘလောက်ဖြောင်းဖြောင်းကြီးစန့်ကျင်နေရဆိုတော့လည်းမသိဘူးလားဟမ်ဆင်နာသိမှုထောက်ခံနေနော်ဘောမမဘာတနော် ဆောက်ရုပ်ကလည်းမိုးလင်းမိုးချုပ်ထိုင်ကြည့်အောင်စက်တည်တစက်မှမရှိတဲ့ရုပ်မျိုးအဲ့လိုဟာမျိုးနော်ရုပ်နဲ့မဆိုင်ဘူးနော်ရုပ်ကဆောက်ချက်တည်မရှိတာပြဿနာတိတ်မရှိဘူးနော်လောကကြီးမှာလှရတဲ့လူရှိမယ်မလှရတဲ့လူရှိမယ်ဒါနဲ့အဲ့ဒီခွေးသရောင်းကြောင်လိုက်ပြီးတော့ဟိုငါနဲ့ဟိုပေးစားဒီပေးစားလိုက်ထိုးနေရအောင်ဟမ်ငါတို့ဗချမ်းကထားပါတော့ကွာလူလူတ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 န်တန်နော်ဆောက်ချက်မျိုးရှိရတဲ့သူမျိုးမလို့နော်စနောက်နေရဆိုတော့လင်းရှိကလေးတယောက်မျိုးယောက်ျားတွေနဲ့လိုက်ပေးစားနေတာကွာလွန်လွန်နေပြီ နော်50တသက်လုံး social media ပေါ်မှာနော် follower 1 million ကျော်မျက်နာတော့မပြဘဲနဲ့ယူလာတဲ့ကောင်နော်ရုပ်ပြပြီးဖင်ပြပြီးလောက်စားနေတဲ့ကောင်မှမဟုတ်ဘူးနော်အဲ့တော့အဲ့လိုကောင်စားမျိုးကိုလိုက်ပြီးဟိုပေးစားဒီပေးစားကိုတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်တန်းကြီးခန့်နေလို့စောက်ကောင်းမှန်နေမိလို့တွေမိမှန်ပြမရထားကြာတော့တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်စိတ်ကောင်းကောင်းထားနေစောက်ကောင်းမှန်လို့တုတ်ခံကြတယ်ဟုတ်လားတောင်းရင်တုတ်ခံကြတယ်အဲ့တော့ နောက်ခါကြောက်လို့ရှင်မှတ်ထားအဲ့ခွေးတောင်စားဆွေဆောင်ငါနဲ့ပေးစားမယ်ဆိုရင်နို့နှမနဲ့ပေးစားနော်ဆောင်ရမ်းအားနေနို့အမေနဲ့ပေးစားနော်လင်းလဲရှိတယ်ကလေးလဲရှိတယ်နော်သူကရောက်ကြောင်းနဲ့လိုက်တမုံနေရအောင်ငါရောက်ကြောင်းငါမတမုံဘူးဘယ်ကောင်ထဲမှာငါရောက်ကြောင်းငါမတမုံဘူးနင်တို့နင်တို့ကငါရောက်ကြပြီမဟုတ်ငါလင်းလည်းမဟုတ်ဘူးနော်ငါနဲ့ဖြတ်သွားဖြတ်လာအောင်စုံရမရှိတဲ့ကောင်ကြီးမဟုတ်ဘူးအဲ့လိုစကျင်နောက်ချင်နေဆိုလေတခြားကနေစပါစလို့နောက်လို့လည်းငါတော်အောင်တောင်စစ်ဆိုးတက်တက်လို့မဟုတ်ဘူးစရရင်နောက်တယ်ဆိုလေလက်ခံတယ် ဒါပေမဲ့အဲ့အဲ့လိုမျိုးခွေးတရောင်းစားနဲ့ပေးစားကြရလားအဲ့လိုပေးစားပြီးပြောကြရလားကျွန်တော်နှမအောင်အဲ့ဒီအဲ့ဒီခွေးတရောင်းစားဆွေဆောင်အောက်တန်းစားနဲ့ပေးစားရင်တို့ကြိုက်လားနှမချင်းတချင်းကိုချင်းစားရဲဆိုတော့အဲ့ဒါမျိုးမြန်မာလူမျိုးတွေကလေအဲ့တခုကိုလွှဲနေတာတည်းရမိမတွေစောက်တွဲစောက်ခေါ်တွေကလေဂရင်မောကမဆင်ဘူးเนาะမိမတယောက်ကိုပြောစရာမရှိလို့ရှိရင်ဘာမှအခုကျမတဲ့ဒီနေ့သူတို့ဘာမှလုပ်နေရမှာမဟုတ်ကျမပါတာကျမ ကျွန်မခွင့်လဲခွင့်တောင်းထားတယ်နော်ကျွန်မခွင့်လဲခွင့်တောင်းတယ်ဘာလို့လဲဆိုတော့ကျွန်မဒီဒီတပတ်ကိုစနေတနင်္ဂနွေနေ့တော့မဟုတ်ပါဘူးเนาะတောက်ကြစနေနေ့ရက်လောက်ကိုညနေပိုင်းလေးเนาะကျွန်မဒီလိုလေးအလုပ်လုပ်ပြရစီကျန်တဲ့ချိန်ကျွန်မနိုင်ငံရေးကိစ္စတော်လိုင်းရေးကိစ္စတွေကျွန်မလုပ်တယ်ပြောတယ်စစ်တပ်စစ်စင်ရေးရော fundraising ရောเนาะကျွန်မလုပ်တယ်ဒီဒီအချိန်လေးကိုတနားရီနှစ်နာရီကျွန်မအလုပ်ပြီးလုပ်ပါလို့မကြည့်ချင်မကြည့်နဲ့ကြော်သွားရတယ်เนาะသူ့အတူဝယ်မဲ့သူကဝယ်လိမ့်မယ်မဝယ်မဝယ်ချင်တဲ့သူကမဝယ်ဘူးဘာမှမဖြစ်ဘူးဒီလားဒီချိန်လေးခွင့်တောင်းထားတယ်เนาะ တလီတစားခွင့်တောင်းပြီးတော့ကျွန်မအလုပ်လုပ်တယ်နော်တော်လည်ကြီးတမဆိုလို့ရှိရင်လေတော်လည်ကြီးလုံနေတဲ့သူဆိုလို့ရှိရင်လေဆင်းရဲမွဲတိစုပ်ပြတ်တက်နေတာပဲမြင်ချင်ကြတာလူတွေကနော်အဲ့တော့ဆင်းရဲမွဲတိနေမယ်ဆိုလို့ရှိရင်လေနင်တို့အထားနဲ့စားနေရမလားဆိုပြီးတော့နော်ဟိုဘလုခွန်လဲကွာစော်ကားမယ်နော်နင်တို့ကတော်လည်ကြီးနဲ့ထမင်းစားနေတာဆိုစော်ကားမယ်နော်အလုပ်လုပ်စားရင်လေကိုယ့်အလုပ်ကိုလုပ်စားရင်လည်းမကြည့်ဘူးနော်အဲ့တော့တော်လည်ကြီးနဲ့လုပ်စားနေရလားဆိုတာမျိုးကနော် ဟို fan reason လုပ်နေရလူဆိုလို့ရှိရင်နော် fan reason လုပ်နေရဆိုလို့ရှိရင်အဲ့အချက်လက်မရှိဆွဆွဲမယ်နော်ဒါမှမဟုတ်ဘာ fan reason မှမလုပ်ဘူးဆိုလို့ရှိရင် grant grant နဲ့စားပါတယ်လို့ဆွဆွဲမယ်နော်အဲ့တော့တွန်လင်းကြီးလုပ်နေရလူဆိုတာနဲ့ဟဲ့တွန်လင်းကြီးတမလည်းဖိုက်ပါတယ်နော်တွန်လင်းကြီးတမလည်းဖိုက်ပါတယ်တွန်လင်းကြီးတမလည်းအသက်ရှိတယ်တွန်လင်းကြီးတမလည်းအလုပ်လုပ်ရတယ်နော်ကိုထမင်းကိုစားပြီးနေနိုင်မှုတော့အလုပ်လုပ်ရတယ်နော်အဲ့တော့အလုပ်လုပ်နေပြန်တော့လေအလုပ်တော့ကောင်းလာဆိုပြီးဖြစ်တယ်အဲ့တော့ဘလို့နေစေချင်တာလဲအဲ့တော့ ဟိုပြောရင်လည်းဟို gender discriminate လုပ်တဲ့ဖြစ်အောင်မင်းညောင်မြန်မာပြည်ကကောင်စားတွေရဲ့တော်တော်များများကြီးเนาะအကုန်လုံးကိုမဆိုလို့ဘူးเนาะရောမနာနဲ့ရောနာလေးစောက်ပြီးမဆိုင်ဘူးတော်တော်များများရဲ့စိတ်ချက်တွေကမိမတယောက်ကိုမြင်လို့ရှိရင်လေအဲ့ဒါဘာခေါ်လဲမိမတယောက်ကိုမြင်လို့ရှိရင်ကတင်ပေါ်ကမစင်းတဲ့အတွေ့ခေါ်ရီးเนาะမိမယောက်ျားရှိပါတယ်ခလေးရှိတယ်ငါ့ကိုတစ်သက်လုံးမြင်လို့เนาะ social media ပေါ်မှာဒီလောက်တိုက်ခိုက်လာတာเนาะဘယ်လင်နဲ့ရှမ်းပြောရင်ဘယ်ကောင်နဲ့ငါ့ကိုတမုတ်လို့ရဘူးလို့လေ နော်ဆိုရှယ်မီဒီယာပေါ်မှာဒါပန်ဆယ်လိုနဲ့ဘလို့အဆက်အသွယ်ဘလို့မျိုးအရင်ရီးစားဟောင်းဆိုတဲ့ကောင်မျိုးရောင်တက်လာတာရှိဘူးလို့လားဟင်ငါဘယ်တော့မှအဲ့အိုင်နဲ့တိစောက်မထားဘူးငါအသက်၁၈နှစ်တည်းအခုယူထားတဲ့ယောက်ျားနဲ့ကြိုက်ပါလားနော်ငါယူထားတဲ့အခု၅ယောက်ျားတည်းအသက်၁၈နှစ်တည်းကငါအသက်၁၈နှစ်ခရေကငါနဲ့အတူတူနေလာတာနော်အဲ့တော့ဒီနေ့ဒီအချိန်ထိ၁၆နှစ်ရှိသွားပြီ၁၆နှစ်ရှိသွားပြီနော်နင်တို့ online ပေါ်မှာဟိုကောင်နဲ့ပေးစားဒီကောင်နဲ့ပေးစားငါယောက်ျားငါတစ်ခါမှလေတဝင်တူတဲ့စကားတော့မှအိမ်အောင်ကြပြီးတော့ဘယ်တစ်ခါမှမပြောဘူးဒီကဘာလို့လဲဆိုတော့ငါအနေထိုင်မှန်တယ် เนาะပြင်ပမှာအခုတော်လိုင်းကြီးကိစ္စနဲ့ပတ်သက်ပြီးယောက်ျားလေးကြီးနဲ့ဆုံတွေ့ရဆုံပြောရဆိုရတော့အကန်ရတာကြီးအများကြီးရှိမှာငါ့ကိုအเจ้าကောက်တစ်ခါမဆွဆွဲဘူးဘာလို့လဲဆိုတော့အနေထိုင်မှန်လို့เนาะဘယောက်เจ้ามาပြောပြီးမလို့ဘူးเนาะလူအားဖြင့်ဖောက်ပြန်မှုနေတယ်ဒါသာစိတ်အားနဲ့စကားစကားเนาะစကားမျက်နှာထားအစာကိုစီးကိုကန်နေနေတယ်เนาะငါ့ကိုဘယောက်ကြားနေမှလည်းပြီးစားလို့မရတယ်လို့ဘယောက်ကြားကမှကိုယူထားတဲ့လင်ရတော်မှเนาะကိုမိမကိုတဝင်တူပြီးတော့တကောင်ကောင်နဲ့ပေးစားတမုတ်ဖူးတဲ့เนาะအဲ့လိုမျိုးအနေထားမျိုးမဟုတ်ဘူး ်းပြောလို့ရှင်ညီမကျမအဲ့တခုတော့နည်းနည်းစိတ်ဆိုးတတ်တယ်ကျမယောက်ျားလေးရင်းနဲ့ယောက်ျားကိစ္စကင်းအထူးကင်းရှင်းဆိုပြီးတော့မှတ်ပုံတင်မအောင်ထည့်ရည်လို့ရတယ်နော်အဲ့လိုမင်းမစားမျိုးနော်အသက်16နှစ်ခရဲကနော်အသက်16နှစ်ခရဲကဒီယောက်ျားနဲ့တွေ့ဒီယောက်ျားနဲ့တိုက်ဒီယောက်ျားနဲ့ယူပြီးဒီအချိန်ထိအိမ်အောင်မြင်းနေတာနော်ဒီယောက်ျားနဲ့ကြားထဲမှာလေနင်မယားဆိုတော့ရှာနဲ့သွားရှိကောင်းရှိပဲနဲ့တခါမှအိမ်အောင်ရေးကိစ္စကိုကိုကျင့်တရားနဲ့ပတ်သက်ပြီးတော့ ဘာတခွန်းမှပြောစရာမရှိအောင်နေခဲ့တဲ့မိမအခုတော်လိုင်းကြီးကိစ္စရဲ့ဒီလုံတာလူတရာမှာတော်လိုင်းကြီးနဲ့ပတ်သက်ပြီးစုံတွေ့ရတဲ့လူပေါင်း100မှာ80ရာယောက်ကြားလေးတွေကြီးပဲเนาะဒါပေမဲ့ပန်ဆယ်တို့ဘေကောင်အကန့်အကဲဆန်ရေးတယ်ဟမ်ဘေကောင်ဘယ်လိုခေါ်မလဲအဲ့ဒါအဲ့ဒါဘယ်လိုခေါ်မလဲအဲ့ဒါလက်တက်ဆန်နဲ့ခေါ်မလားเนาะနှုတ်အားဖြင့်ဩကျမတို့လက်တက်ဆန်ရတဲ့ကောင်ဆန်းကြည့်လိုက်လေတင်မလားထီကဘာကြီးကဘာပြောရတဲ့ကောင်ပြောကြည့်လိုက်နော်အဖြစ်သွားမလဲဆိုတာစဉ်းစားကြည့်နော်အဲ့လိုမျိုးဖြစ်အောင်နေလာတာနောက်ဆုံးကလူတွေမှာ ဟိုဖောက်ပြန်နေဆိုတာမျိုးကခန္ဓာကိုယ်နဲ့ဖောက်ပြန်မှာမဟုတ်ဘူးစိတ်အားเนาะနောက်ဆုံးမျက်နှာတိမျက်နှာဒါတချို့မိမတွေရှိပါတယ်ယောက်ျားရင်းနဲ့တွင်ပျော်ပီနေတဲ့ဟာမတွေနော်ယောက်ျားတွေဆိုနေရင်ထိုင်ရင်အထာပေးနေတဲ့ဟာမတွေမရှိဘူးမပျော်ဘူးရှိတယ်နော်အဲ့ထက်မှငါမပါဘူးနော်အခုတော်လန်ကြီးမှာယောက်ျားသားတွေနဲ့ဗန်ဒန်းတူရင်ပေါင်းတက်ပြီးလှုပ်လှုပ်နေတာနော်ယောက်ျားလေးတွေနဲ့ပဲတွေ့ဆုံဆက်ဆံနေရတာမျက်လုံးကစားတာတို့နော်အထာပေးတာတို့ရှိရင်မှစီးထားတဲ့ဖက်နဲ့ပလာရိုက်တော့နော် ကင်းအောင်နေတယ်မှတ်ပုံတင်မှာထည့်လို့ရရင်တော့ယောက်ျားကိစ္စအထူးကင်းရှင်းဆိုထည့်လိုက်နော်အန်ငါပဲနော်အသက်16 17နှစ်တည်းကဒီယောက်ျားနဲ့ယူဒီယောက်ျားနဲ့တွေ့ပြီးဒီယောက်ျားနဲ့မြေးလာတာနော်အဲ့တော့ရင်းတို့ရဲ့စောက်ရင်းပါတဲ့စောက်ချီအုံနောက်တွေဝေးဝေးသွားနေနော်မိမမြင်လို့ရှိရင်အားနေဂရင်ဘောကိစ္စတန်တန်တွေ့ရတာဒီနော်ဟိုစကားဟိုဟိုဟိုစာလေးတစ်ပုဒ်လို့ပေါ့ဖတ်ဘူးတဲ့စာလေးပါနော်မိမယောက်ျားတွေရဲ့တော်တော်များများပေါ့နော်ဒီအထူးသဖြင့်မြန်မာပြည်ကအထူးသဖြင့်မြန်မာပြည်လို့မဆိုလို့ဘူးဆိုရင်တော့မှ အရှိတိုင်းရပါတော့အရှိတိုင်းကယောက်ျားသားတွေရဲ့အတွေ့ခေါ်ပါလိမိမတွေကိုမြင်လို့ရှိရင်ဂရင်ဘဝကိစ္စနဲ့ပဲသတ်မှတ်တယ်နော်ဥမာမုတ်ဆိုးမတယောက်ယောက်ျားတည်သွားတယ်ယောက်ျားတည်သွားတဲ့မုတ်ဆိုးမတယောက်ဆိုလို့ရှိရင်နော်အော်သူယောက်ျားမရှိတော့ဘဲနဲ့သူအိမ်ထောင်ဘက်မရှိတော့ဘဲနဲ့နော်ဘဝမှာဘယ်လိုရှေ့ဆက်သွားမလဲမစင်စားဘူးအဲ့လိုမတွေးဘူးဘဲကောင်နဲ့အိမ်မလဲသူတွေးတာနော် တခုလက်ထားပါတော့ ယောက်ျားနဲ့ကွဲသွားတယ်။အော်ဒီမျိုးသမီးအင်္ကောင်ကွဲသွားပြီးတော့သူ့ဘဝမှာသူဘလို့ကျွတ်ကျွတ်ဆဆရှေ့ဆက်မလဲလို့ဘလို့ဖိမရမလဲသူမတွေးဘူး။ဘယ်ကောင်နဲ့အိမ်နေလဲသူတွေးတာ။နော်အဲ့ဒါအရှိတိုင်းရဲ့ယောက်ျားတွေရဲ့မဟာဖိုးဝါဒီယောက်ျားများရဲ့ဆောက်ရမ်းကြီးမားသောပြဿနာ။အဲ့တော့ခုနကလိုပြောတဲ့စကားမျိုးခုလူနဲ့ပေးစားဒီလူနဲ့ပေးစားဒါမျိုးတွေကလာတယ်။ဒါလိုစိတ်အခြေခံတွေကလာတာ။နော်။မိမတယောက်ကိုတွေ့လို့ရှင်ဥမာကျမတို့ဆိုလို့ရှင်တော့မိမတန်မဲ့ပေါ့နော်။နိုင်ငံရေးကိစ္စတော်လိုင်းရေးကိစ္စတွေမှာဝင်ပါနေတယ်ဆိုတော့ ဒီမိမကိုပြောစီရတာကရှာလို့မရရင်ဒီအိတ်ဆောက်ကရင်ဘဝကိစ္စနဲ့ပဲပြောတာအဲ့ဒါထုံးစံပဲနော်အိတ်စစ်တပ်ကောင်နေအစိုးဆုံးနော်စစ်တပ်မှာပိုဝါဒီလိုလိုဘာလိုလိုခွေးတောင်းသားတွေပိုဆိုးဆုံးနော်ကျွန်မတို့တို့နဲ့ထောက်လျှောက်ရန်ဖြစ်လာတာထောက်လျှောက်ဖိုက်လာတာဖြစ်တယ်တို့တို့ဆောက်ကြအောင်ကောင်းကောင်းကြည့်အဲ့တော့အငုံးစိတ်တွေကြီးမားလာလိမ့်မယ်နော်ယောက်ျားတွေမှာငါအခုခေတ်မိန်းမတွေကရင်ပေါင်တန်းလာပြီလေ။နောက်ယောက်ျားကြီးလိုအလုပ်လုပ်လာကြပြီ။ယောက်ျားကြီးလိုမျိုးထက်လာကြပြီ။ယောက်ျားကြီးလိုတော်လာကြပြီ။အဲ့ခါကျတော့ တာမန်ပုံမှန်တော်တဲ့ယောက်ျားကြီးတက်တဲ့ယောက်ျားကြီးပြည့်ဝတဲ့ယောက်ျားကြီးကကြတော့နော်ဘာမှမဖြစ်ပေမယ့်အငုံစိတ်တခွဲသားနဲ့နော်မိမတွေလောက်လဲစောက်သုံးကြအဲ့မိမတွေနဲ့လည်းမိမတွေကိုလည်းစောက်သုံးကြနေမိမတွေကိုလည်းကြည့်မရအဲ့လိုဖြစ်နေတဲ့ကောင်တွေကနေရင်ထိုင်ရင်နဲ့ဘယ်လိုတိုက်ခတ်ရမှန်းမသိတော့မသိလို့ရှင်ရင်ဟဲ့ဖက်ကောင်မကနေရင်ကြီးကြည့်ရဖင်းကြည့်ရဆိုပြီးတော့နေရင်ထိုင်ရင်လိန်ကိစ္စတွေကိုလိုက်ပြီးတိုက်ခိုက်ခြင်းတွေကောင်စားတယ်နော်အဲ့ဒါအငုံစိတ်လို့ခေါ်တယ်နော်အဲ့ဒီမိမတွေလောက်တောင်စောက်သုံးမကြလေတော့နော် အဲ့မိမတွေလောက်တော့ခွန်အားအရနော်ခွန်အားအရတာပဲမဲ့စောက်တော့မကြပြီတော့ကဲတော်ပြီကျမကလေးဝင်လာပြီဒီစကားတွေအကြမ်းကြမ်းနေဆက်ပြောလို့မကောင်းတော့နော်မပြောတော့မလီပြောခဲ့လားပြီပြီပြီဒီမိမစကားပြောမိမစကားပြောရမိမစကားမပြောနဲ့ဦးမေးစီအောင်ပြင်ပြောမယ်မင်းနဲ့တမင်းနဲ့အကြိုက်ပြောမယ်လीနော်အခုခဏလေးပြင်ထွက်ပြီနော်5မိနစ်5မိနစ်ပြင်ထွက်ခဲ့ပြီဘူးထွက်လာခဲ့ โอเคก็ป่ะ please เนาะพี่เมมี่ฉิ่งไปมั้ย family time ไปมั้ยเฮ้ยตะกาเป็ดหายละอ่าไปโอเค see you see you ก็တော့มาคลีอ่ะแล้ววินล่ะดิเออแล้วฮะโมเรเตียวตัวเลยไม่ได้เจอเลยสวยแค่จิมาคุณน่ะก็ ပထမ live မှာရန်သာလေးတွေပြနေနေအညာဆောင်လေးတွေပြမယ်လို့ပြောထားတယ်ကြော်လဲကြော်ညာထားတယ်နော်ကြော်ညာထားတာကိုအညာဆောင်လေးတွေမတွေ့ဟိုမပြရသေးခင်မှာပြမလို့လုပ်နေတော့ line ကြာသွား line ကြာသွားတော့အခုပြန်ပြီးတော့ live ကိုလွှင့်တယ်ပြန် live လွှင့်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ဟိုပထမဆုံးမှာခွေးတောင်စားစပြီးတော့ပောက်ကရလေးစပြောတာနဲ့ဒီမှာ ਨੇ အဲ့မှာ10မိနစ်လောက်အချိန်ကြာသွားတယ်ရှင် ဒါဒါမျိုးလေးတွေအခု US မှာ install ရပါတယ်เนาะ install ရပါတယ်ဒါကျွန်မဆိုင်မှာပါ install ရပါတယ်အညာဆောင်လေးတွေပါကိုအကြိုက် design လေးတွေရွေးချယ်ပြီးမှာထားတာဖြစ်တဲ့အတွက်ဒါလေးတွေကအညာဆောင်ဒီလို design လေးတွေရှိမယ်အကွက်ကလေးတွေရှိမယ်အစုံရှိမယ်เนาะအခုပတ်သက်စီမှာရှိမယ် design လေးတွေပြသွားပေးပါမယ်ကြိုက်နေတတ်တယ်ဆိုလို့ရှိရင် screenshot လေးရိုက်ပြီးတော့ချက်ပေါက်မှာမေးပါဒါလေးအဲတစ်ထည့်ဦးတစ်ထည့်ဦး၅စုံလောက်အဲဒီ design တစ်ခုကို၅စုံလောက်ရှိပါမယ် ပြန်ဆောင်ပြလာခဲ့မယ်ဒီဟာက35ဒေါ်လာပါနော်35ဒေါ်လာပါဒီဆောင်လေးတွေက35ဒေါ်လာပါဒီလိုမျိုးလေးတွေပါနော်ဒီလိုမျိုးလေးတွေပါ35ဒေါ်လာစိုက်တာယူ35ဒေါ်လာပါ ိုက်တာကြီး35ဒေါ်လာကိုကပေးရပါမယ်ကိုကတက်တက်ပေးရပါမယ်ကိုက15ဒေါ်လာဆို50လောက်ကျမှာပေါ့နော်ကိုကအပီစီ50လောက်ကျပါမယ်နှစ်ထည့်ယူရင်လည်းယူလို့ရပါတယ်သုံးထည့်ယူရင်လည်းယူလို့ရပါတယ်နော်ဒီဒီဇိုင်းလေးရှိမယ်ပြီးရင်ဒီဒီဇိုင်းလေးရှိပါမယ်နော်ခုနကလည်းအရင်နဲ့ထူတယ်ဒါလေးကအခုနွေရာသီနဲ့လိုက်ဖက်တဲ့ခြိဆောင်လေးတွေပါခီးတော့ပါတော့လဲယူသွားလို့ရတယ်เนาะဒါလေးတွေရှိမယ်เนาะဒီဒီဇိုင်းရှိမယ်အမလေးပြောလိုက်ရတာမဟုတ်ရလား နောက်ကလည်းကျမဒီ live ဒီမှာတောင်းတအောင်ဈေးရောင်းလို့ရှင်ရမ်းမဖြစ်ဘူးရမ်းဖြစ်အောင်နေတယ်တောင်းတအောင်ဆို block လိုက်တယ်နော်အဲ့ဒီဟိုဝင်းကုတ်ကိုလက်ခွေးတောင်းစားနေလာလာပြီးပေးစားတဲ့ကိစ္စမကျင်နဲ့နေတာကြာပြီအခုနောက်ကပြောတဲ့ကောင်ကတော့ကန်ဆိုးသူမောင်ရှင်ဖြစ်သွားတယ်ခုနကပြောတဲ့ကောင်အကန်ကန်ဆိုးသူမောင်ရှင်ဖြစ်သွားအမှန်တကယ်တော့ပြောချင်နေတာတိတ်ချင်နေတာအဲ့ဒီကိစ္စကိုလေစာရှည်ကြီးရေးပြီးတော့ပြောလို့ရှိရင်လေဝင်းကုတ်ကိုလက်ဆိုခွေးတောင်းစားဆွေးဆောင်ကနေထိုင်သူ့ကိုသူဘဝင်မြင့်နေမှာဆိုလို့နော်မပြောတာ ဲ့ဒါကိုဘေးကအောက်တန်းစားရည်လည်းမသိဗီဒီယိုဖိုင်တွေလုတ်တင်လာမချိုက်ဘူးနော်အဲ့လိုပေးစားတော့အောင်အဲ့လိုပေးစားနေရအောင်လေငါနဲ့အိတ်ကောင်တွေအပြင်မှာတော့ဖြတ်သွားဖြတ်လာမမြင်ဘူးထင်လားအပြင်မှာတော့မျက်နှာချင်းဆိုင်မမြင်ဘူးအဲ့လိုဆောက်ပြန်ဆောက်တန်းနေတဲ့ငါနဲ့ဘာလို့တွေ့ရမှာလဲထင်လားအဲ့တော့ဘာအကြောင်းမှလည်းမရှိဘဲနဲ့ပလင်းယူဟိုသူနဲ့ပေးစားဒီသူနဲ့ပေးစားနေလို့အမေနဲ့ပေးစားကြ။ငါအဲ့ဒီစားကိုပြောချင်နေတာကြာပြီ။ပြောလို့ရှိရင်လေပြောလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ဟိုခွေးတောင်းကြနေထိုင်ရင်လည်းဘဝင်မြင့်နေလို့မ เนาะအဲကြောင့် live မှာလမ်းကြုံလို့ပြောလိုက်တာဒါလေးတွေရာလေးဒီလားတယောက်ခြုံလေးကြီးเนาะတယောက်ခြုံလေးတွေအညာဆောင်က size ဆိုတော့ဘယ်လိုပြောရမလဲအညာဆောင်က size ရှိလို့လားဒါလေးတွေဆိုတယောက်ခြုံလေးကြီးပဲပေါ့နော်ဒီမှာတို့ဒီမှာ US မှာဆိုလို့ရှိရင် full size လို့ခေါ်မလားဟင် full size လို့ခေါ်မလားဟိုနှစ်ယောက်ခြုံလောက်အောင်လေ size မဟုတ်ဘူးတယောက်ခြုံထက်လေးကြီးမှာပေါ့နော်အဲ့လို size မျိုးပါဒီအစင်လေးရှိမယ်နော်ခုနကတစ်ယောက်ရှိမယ်ဒီတစ်ယောက်ရှိမယ်ဒီလိုအကွက်ကလေးတွေဒါ traditional အကွက်ကလေးတွေ နော်ဒီလိုမျိုးလေးရှိပါမယ်ဒီလိုအကွက်ကလေးဆိုရင်ဒီကောင်ဆိုဆရာလေးနော်ဒီကောင်လေးရှိမယ်နော်ဒီမှာဒီကောင်လေးရှိမယ်ဒီအစင်းလေးရှိမယ်เนาะဒီအစင်းလေးရှိမယ်ဟိုအထည်ကြီးများတော့လीပြီးမှပြန်ချိပြီးတော့ screen shot ရရင်ရိုက်ပါเนาะဒါလေးရှိမယ်ပြန်ဒီအစင်းလေးရှိမယ်ဒီအစင်းလေးရှိမယ်ခဲအောင်လीเ နော်ခဲအောင်လေးတကယ်လှပါတယ်ဒီကောင်လေးခင်းတဲ့အနက်ကလေးနဲ့နော်ခင်းတဲ့အနက်ကလေးနဲ့ပါအညာဆောင်ကတော့ကို့အကြိုက်မလို့ပေါ့နော်။ဒီမှာတော့ဒါလေးကြီးကိုတစ်ခေါက်ကတည်ထားတာ။ကြာအောင်ကြာနေပြီ။အဲဆိုင်ဒီဆိုင်ရှိမယ်။ပြင်ဒီဆိုင်လည်းပြောတော့မယ်ရောကုန်။ဘယ်လောက်လဲဘယ်လောက်လဲဆိုတော့10ကို35ဒေါ်လာပါ။ 35ဒေါ်လာပါ35ဒေါ်လာပါဒီစင်လေးရှိမယ်ဒီစင်လေးရှိမယ်ဒီစင်လေးရှိမယ်ဒါလေးကတော့လုံးဝဟိုးအရင်ပုံစံပခုတ်ပူဆောင်လေးလိုမျိုးနော်ဒီကောင်လေးဒီစင်လေးရှိမယ်ဒီစင်လေးရှိမယ်ဟုတ်တယ်အဲ့ဒါကြောင့်မလို့ကျမအဲ့ကောင်ကြီးနာမည်ကိုလောင်စကားထဲမှာထည့်မယ်ပြောချင်ဘူးစိတ်တဲ့အဆင့်တန်းလဲအစိုးကြီးကမတူတဲ့ကောင်စားကြီးတင်မလားမဘာတဆိုပြီးတော့ ဟိုဘာသာရေးမုန်းတီးမှုတွေလုပ်ပြီးမြမပြီးကိုမှုရထားတဲ့ကောင်းနေပြီဒီလားအဲ့ကောင်းနေနဲ့ပေးစားခံရဆေးခံရတော့နားသေးတယ်ဒီမှာနော်မြမထိုင်းရဆိုရင်တော့မြမပြီးဘက်ကမှာပါဒီကမှာရင်ဈေးကြည့်ပါလိမ့်မယ်နော်ကိုကရင်လည်းဈေးကြည့်ပါလိမ့်မယ်မြမပြီးဘက်ကမှာပါဒါကတော့ US ဘက်ကိုတည်ထားတာနော်ဒီကလာလေးရှိမယ်ပြီးရင်ဒီကလာလေးရှိမယ်ဒီကလာလေးရှိပါမယ် ကလာလေးရှိမယ်။စရယ်နော်အနီးကလေးကြည့်အောင်မော။ဒီလိုမျိုးလေးဒီရောင်လေးဆိုရမ်းပူဆန်တယ်နော်။မြမာရီကဘာလို့အိတ်ပူဆန်တယ်ဆိုစကလုံးတုံးလာတယ်တော့မသိဘူးပေါ့နော်။ဒီကောင်းလေး။ဒါလေးရှိမယ်။ရမ်းလာပါတယ်ဒါလေးတွေကလीဟိုပေါ့နော် ဟိုကိုနိုင်ငံကိုပစ္စည်းလေးဟိုခြုံချောင်းခြုံချောင်းအနေနဲ့လည်းတုံးလို့ရတယ်လို့အိမ်မှာ decoration အနေနဲ့ပေါ့နော်ဥမာစပွဲစပွဲကုန်မှာတုံးတာတို့ဥမာ table runner အနေနဲ့တုံးတာတို့ဒါမျိုးလိုဒါမျိုးလေးလည်းပြန်လုပ်လို့ရတယ်နော်ဒီစင်လေးတွေကလေကိုတထည့်နဲ့ဟိုတိမ်လုံးနှာဆင်လို့ရပါတယ် decoration အနေနဲ့လည်းတုံးလို့ရတယ်စောင့်အနေနဲ့လည်းတုံးလို့ရပါတယ်ဒါလေးရှိမယ်နော်ဒီစောင့်လေးရှိမယ် ါဒါလေးဒီအကြောင်းလေးရှိမယ်ကြားလေးနော်ကြားလေးပါဒါလေးဒီရှိမယ်ခလန်းတော့အကြောင်းလေးတရောင်ချင်းစီရွေးယူထားတာတိပါတရောင်ချင်းစီအဲ့လိုမျိုးဟိုအစည်းလိုက်ယူထားတာမျိုးမဟုတ်ဘူးကိုကြိုက်တဲ့အကြောင်းလေးတွေပဲရွေးယူထားတာဒီကလာလေးရှိမယ်ကလာလေးရှိမယ်ဆောင်းနေဆိုတော့လေထထချင်းစီဖြန့်ပြနေပြီးမှမဟုတ်ဘူးတိပါဒါကတော့ ဟိုအမတို့ဈေးသွားဝယ်ဈေးမှာသွားဝယ်လဲဒါမျိုးလေးပဲမြင်ရပါလိမ့်နော်အဲ့ဒါဆိုဒါလိုလေးပဲပြပါမယ်နော်ဆောင်းကဒီဇိုင်းကြီးပဲပမာဏထက်နဲ့15မျိုး15ရောင်16ရောင်ရှိတာအခုမပြီးနိုင်တော့ဒီမှာနောက်တစ်ဆောင်းနောက်ထပ်တစ်ထည်ဒါဆိုယောက်ျားလေးနေလဲလိုက်တယ်နော်ယောက်ျားလေးနေလိုက်တယ်ဒီဇိုင်းဒါလေးရှိမယ် အေးရအမလေးဒါကတော့တန်ဃာရိုရီတန်ဃာရိုရီကတ်လို့ရပါတယ်ဒါကတော့သူတို့ခေါ်တာတော့ဘုံကြီးဆောင်လို့ခေါ်တယ်ကျမတို့ US မှာဆိုလို့ရှိရင်ဒါလေးတွေကဘုံကြီးဆောင်အနေနဲ့လည်းတုံးလို့ရတယ်ဆောင်းနှင်းဆိုဒီမှာအေးတာဘူးเนาะဆောင်းနှင်းဆိုဒီမှာအေးတယ်ဆိုတော့ဒါကိုလေတမင်သက်တန်ဃာရိုရီအတွက်ကိုရည်ရွယ်ပြီးတော့เนาะတန်ဃာရိုအတွက်ကိုရည်ရွယ်ပြီးတော့ဒါလေးမှာထားတာပါအာပြီးရင်ဒီမှာဒီစင်ကြီးကဒါမှာ ဒါတွေကလေအခုပြန်ပြတော့ရဲ့ဒီဇိုင်းတွေကတစ်ထည်ကိုအဲတစ်ထည်ကို9မျိုးလောက်ပဲတစ်ထည်ကို9ထည်လောက်ပဲရှိမယ်ဒီဒီဇိုင်းတစ်မျိုးက9ထည်လောက်ပဲရှိမယ်နော်ဒီဇိုင်းတစ်မျိုးက9ထည်လောက်ပဲရှိပါမယ်ဒီစင်လေးလာတယ်ခလေးတွေကအိမ်မာလေးမြမာတွေပေါ့နော်အိမ်မာတော့ချစ်တယ်နဲ့ဖေဒီမာ ဒါလေးရောခုနကခဲလေးတစ်ယောက်ပါမယ်နော်ဒါအညိုလေးအညိုလားနတ်လားဟုတ်ညိုအမေတို့ကလေကြီးပြပန်းကို US ကိုတင်တဲ့အခါမှာလေပြောလို့ပြောတာတော့မဟုတ်ဘူးပေါ့နော်ပစ္စည်းတွေကိုဈေးကြီးမှအောင်မကြောက်ဘူးဘာလို့လဲဆိုတော့ quality ကောင်းတာကိုရွေးဝယ်တယ်ဘာဖြစ်လို့လဲဆိုတော့တဲကဈေးကြီးလို့ပါဒီဘက်ရောက်ဆိုရင်ဒီကောင်ဆိုရင်ဘယ်နှပေါင်တော့ရှိမလဲကီလိုကဈေးများတယ်ကီလိုကလင်းရင်နဲ့တဲမယ်ဆိုလို့ရှိရင်ဈေးများတယ်တစ်ထည့်ကို35ဒေါ်လာပါမှတိုက်နှစ်တက်ရယူပါ တစ်ထည့်ကို35ဒေါ်လာပါဒါပြောရမယ်ဆိုလို့ရှင်မြန်မာပြည်ကနေပြီးတော့မှကြည့်ပါကီလိုကားတောင်ဒီထက်မကပါဘူးနော်ကီလိုကားတောင်ဒီထက်မကောက်နော်ပမာတော့ပို့ပြီးတက်တာတဲ့နီလန်းနဲ့တည်ထားတာမို့လို့ပါဒါရအောင်မပြောတော့ဘူးเนาะပိုပြီးတက်တာနဲ့နီလန်းနဲ့တည်ထားတာမျိုးဒီစင်းနဲ့ရောင်းနိုင်တာပါအများနဲ့တည်ထားတာမျိုးလို့ပါเนาะဒါကိုလင်းရင်နဲ့တစ်ချိန်လောက်တည်ကြည့်ပါအဲကောက်ကူနဲ့တစ်ချိန်လောက်တည်ကြည့်ပါ35ချက်မကပါဘူးเนาะဒါလေးက US မှာ ် install ရပါတယ်ဒီဇိုင်းတစ်မျိုးကို9ရက်လောက်ပဲပါပါမယ်ဒီဇိုင်းတစ်မျိုးကို9ရက်လောက်ပဲပါပါမယ် live လေးပြီးသွားလို့ပြန်ကြည့်ပြီးတော့ screen shot လေးရိုက်ပြီးတော့ချက်ပေါက်ကလေးနဲ့မှာလို့ရပါတယ်နော်မင်းကတော့ဒါ online မှာတင်ရောက်လို့ရတယ်ဒါပေမဲ့ပမာဘာဖြစ်နေလဲဆိုတော့ဓာတ်ပုံမရိုက်အောင်ခုပါတော့ရှုပ်နေရတယ်ဓာတ်ပုံကမရိုက်အောင်မရိုက်အားလို့နော်ဒီမှာဒီစင်လေးနဲ့တောင်းအားလာတယ်ဟုတ်ပြဒါလေးတွေကလေ degradation item အနေနဲ့တော့သုံးလို့ရတယ်နော်ဒါလေးတွေက decoration အိမ်မှာ decoration ဆင်မယ်ဆိုရင်တော့မှဒါလေးတွေကကိုပြည်တွင်းပြည်အကူဆင်လို့ရပါတယ်ဒီကောင်လေးရှိမယ်ဒီဆင်လေးရှိမယ်နော်ပြီးရင်ဒါဒီအောင်လေးလက်တားလာရှင်းတယ်အော် free shipping မဟုတ်ပါဘူးမရန်နာပစ္စည်းတွေဆိုရင်တော့ free US အတွင်းကို free shipping မှာကုန်မပစ္စည်းတွေကတော့ပို့ခပေးရပါတယ်ကုန်မတွေကတော့ဒီလိုဒီလိုမျိုးပစ္စည်းတွေကတော့ပို့ခပေးရပါတယ်အဝတ်အစားကို ဒီလိုမျိုးဆောင်းနေအဲပြီးတော့နေပန်ကုန်နေကျွန်မလည်း US ရောက်မှာအကုန်ရောင်းတော့တာပဲဒီစိန်လေးရှိမယ်ကဲပြကြရတော့တိတ်မကြံတော့ဘူးနော်အခုပြသွားတာဒီဇိုင်းက1 4 6 7ဒီဇိုင်းက18မျိုးအမျိုး20ရှိရယ်နော်18မျိုးအမျိုး20ရှိပါတယ်။ like လေးပြီးသွားလို့ရှိရင်အစအဆုံးပြန်ကြည့်ပြီးတော့ရှေ့မှာတော့ပွားထားတာဒီနဲ့ကြော်ကြည့်ပေါ့နော်။အဲ screenshot လေးရိုက်ပြီးနှက်တက်တာလေးမှာလို့ရပါတယ်လို့နော်။ဒီစက်ရှင်ရှိမယ်။ ါးလေးကတော့ Kelly เนาะဒါလေးတွေကအညာဆောင်လေးတွေကလေပပန်းတော့ငငယ်လေးကမမအညာဆောင်မြညူရောင်လေးတစ်ထည့်ရှိတယ်ဒီလားမြညူရောင်လေးတစ်ထည့်ရှိတယ်အဲ့မြညူရောင်လေးကလေ6တန်းနှစ်တောက်ကလေးကကိုယ့်ရဲ့ဘေးမှာမခွာပါလာတာ US ကိုဝရမ်းပြပြပြထွက်ပြေးလာတော့ကတော့အိဆောင်ပါလာအဲ့လောက်လောက်ကိုကြိုက်တာအညာဆောင်ကိုကြိုက်တယ်ဆိုတော့ခြုံမလာတဲ့ အဲ့လိုဖတ်ထားရတာတို့ခြေောက်ခြေောက်တင်ရတာတို့ရမ်းတင်မှုကောင်းတာရောအဲ့ဒါအလုပ်အဲ့လိုမျိုးအကျင့်အကျင့်ရသွားတဲ့လူကဖြတ်ဖို့မလိုဘူးအမှန်ဆိုလို့ရှိရင်ဝရမ်းပြည့်ဖြစ်နေလို့ထွက်ပြေးတယ်မြန်မာပြည်ကထွက်ပြေးတဲ့အချိန်မှာတော့အိတ်ဆောင်မရရအောင်ကျုပ်ဝေးတက်တက်လာတယ်။ US ရောက်တဲ့ဒီဆောင်ပါလာတယ်။နော်။ဒီကောင်လေးကဒါနောက်ဆုံးအစင်လေးပေါ့နော်။အားလုံးပေါင်းအမျိုးအဲဒီဇိုင်းက15မျိုးအမျိုး20လောက်ရှိမှာဟဲ့။ဟုတ်ကြပြီ။15မျိုးအဲကျေးဇူးပဲ။15မျိုးအမျိုး20လောက်ရှိမယ်။ဒီဇိုင်းတစ်မျိုးကို 3တိမ်5တိမ်ပဲရှိပါမယ်เนาะဒီဇိုင်းတစ်မျိုး3တိမ်5တိမ်ပဲရှိပါမယ်အဲ့တော့တစ်ထည်ကို35ဒေါ်လာပါပုတ်ကတက်တက်ပြီးရပါမယ်အဲ့တော့ sheet life မှာရန်နာလေးလည်းပြထားပါတယ်။ကြိုင်နဲ့တက်တာလေးရှိလို့ရှိရင်ပမန့်ကိုချက်ပေါက်ကလေး screenshot လေးရိုက်ပြီးမေးပါ။ရန်နာလေးလည်းအားပေးပါလို့နော်။ဒီအလုပ်ကလေးကရန်နာလုပ်ငန်းကျွန်မမြန်မာပြည်မှာအာဏာမသိမ်းခင်တည်းကလုပ်လာတဲ့လုပ်ငန်းနော်။စိုင်လေးလာပိုင်းဖွင့်ဖို့လုပ်ထားတာ။မေးလို့ကနှစ်နာရီနှစ်လပိုင်းမှာအာဏာသိမ်းသွားတယ်။အဲ့တော့ စင်ပြေနေတဲ့လုပ်ငန်းတွေပေါ့နော်လုပ်ငန်းတွေရပ်တန့်သွားတယ်အဲ့တော့ကြားထဲမှာမနေ့အဲ့ဒီအလုပ်ကိုပြန်လုပ်ဖို့တော်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 ကြီးသွင်းနေရတယ်အခြေဆက်တွေတော်တော်ပြန်စီစဉ်နေရတယ်အခုပေါ့နော်ဒီလုပ်ကလေးပြန်ရန်နာလုပ်ငန်းလေးပြန်လုပ်တာတလာခွေးတလာခွေးလောက်ရှိသွားပြီကျမလုပ်ငန်းလေးကိုအားပေးပါလို့နော်တခြားအခုအခုပြပရောက်မြန်မာတွေနေနေပေါ့နော်မြန်မာပြည်ကလေရန်နာပစ္စည်းတွေဝယ်မယ်တိတ်မယ်ဆိုလို့ရှိရင်တေကရင်10%ပြရပါတယ်သိန်း90သိန်း90တန်းပစ္စည်းဆိုရင်9သိန်းပြရပါတယ်နော် ဟိုကျမစီမှာ install ရှိတဲ့ပစ္စည်းတွေအာစိတ်စိတ်စိတ်တိုင်းကြရွေးပြီးဝယ်လို့ရပါတယ်เนาะအဲ့တော့အာဒီနေ့ဒီနေ့ live လေးမှာပေါ့เนาะ she live ပေါ့အခုရောအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပိုမေးပြီးနေတဲ့ရန်ဖြစ်တာနားထောင်ပေးရလေးကျေးဇူးတင်ပါတယ်အဲ့ဒါကိုလည်းစိတ်ဝင်စားလာကြည့်တာလည်းကျေးဇူးတင်ပါတယ်เนาะအဲ့ဆိုဒါပါပဲเนาะ good night ပါရှင်